24ချိန်မြောက်တာမန်တည်င်းပတ်ရဲ့ကြာတပတိနေ့ရှင်လူကာအေးဝံဂေလိကျမ်းအခန်းကြီး9အခန်းငယ်36မှ50ဖာရိဇေဦးတယောက်သည်မိမိနေအတူအစာသုံးဆောင်ရန်ကိုရော့ကိုခေါ်ဖိတ်သည်ဖြင့်ကိုရော့သည် ထိုဖာရိဇေဦး၏အိမ်သို့ဝင်၍စပွဲ၌ထိုင်တော်မူလေ၏ထိုအချိန်၌မြို့ထဲမှအပြစ်ရှိသူအမျိုးသမီးတူသည် ဖာရိဇေဦး၏အိမ်ရှိစပွဲ၌ကိုရော့ထိုင်နေတော်မူကြောင်းကို ကြားသည့်လျှင် ကြောက်ဖြူဘူးတလုံးဖြင့်စီမွေးကိုယူဆောင်လာ၏ထို့နောက်သူမသည်ကိုရော်၏အနောက်ဖက်ခြေတော်ရင်း၌ရက်ကငိုကြွေးလျက်ကိုရော်၏ခြေတော်ကိုသူမ၏မျက်ရည်တို့ဖြင့်ဆွတ်ဆူစေပြီးမှရင်းတို့ကိုသူမ၏ဥကောင်းရှိသပင်ဖြင့်တုပ်လေ၏သူမသည်ကိုရော်၏ခြေတော်ကိုလည်းနမ်းပြီးလျင် စီမွေးဖြင့်လိမ့်ကြံလေ၏ကိုရော်ကိုခေါ်ဖိတ်သောဖာရိစေဦးသည်လည်းဤအချင်းရာကိုမြင်လေတော့ဤသူသည်ပရောဖက်ဖြစ်ပါလျင် မိမိခြေကိုကင်သောအမျိုးသမီးသည်မိသူဖြစ်သည်ကို၎င်းသူမသည်မိခဲ့သောသောအမျိုးသမီးဖြစ်သည်ကို၎င်းသိပေလိမ့်မည်အကြောင်းမူကားသူမသည်အပြစ်ရှိသောသူဖြစ်သည်ဟုစိတ်ထဲ၌ဆိုလေ၏ယေရှုကလည်းစီမုန်တင့်ဟန်ငါပြောစရာတခုရှိ၏ဟုသူအားမိန်တော်မူလျှင်သူကအမင်းရှိတော်မူပါစေသခင်ဟုပြန်ဖြေလေ၏ကိုတော်ကဝေချေသောသူတယောက်ထံ၌အကျွေးတင်နေသူနှစ်ဦးရှိ၏တူဦးသည် ဝေဒနာရီ900အခြားတူဒီက90အကျွေးတင်လျက်ရှိကြ၏သူတို့သည်အကျွေးမဆန်နိုင်ကြသဖြင့်ငွေချေးသူသည်လည်းသူတို့နှူးစလုံးအကျွေးများကိုလျှော်ပြစ်လိုက်လေ၏သို့ဖြစ်လျင်ထိုသူနှူးတွင်မိသူသည်ကျွေးရှင်ကိုပို၍ချစ်မိနည်းဟုမေးတော်မူ၏စီမုန်ကလည်းအကျွေးများစွာလျှော်ပြစ်ခြင်းခံရသူသည်ပို၍ချစ်မိထင်ပါသည်ဟုပြောလေ၏ကိုရောကလည်းသင်သည်မှန်ကန်စွာဖြေဆိုလေပြီဟု မိန်တော်မူ၏ထို့နောက်ကိုတော်သည်အမျိုးသမီးဘက်သို့လှည့်၍စီမောအားမိန်တော်မူသည်မှာဤအမျိုးသမီးကိုသိမြင်သလောငါသည်သည်အိမ်ထဲသို့ဝင်လာသောအခါငါ၏ခြေတို့ကိုဆေးရန်တင်သည်ငါအားရေကိုမပေးသို့တော်သူမသည်မျက်ရည်ဖြင့်ငါ၏ခြေကိုဆေးပြီးမှ သူမ၏စပင်ဖြင့်တုပ်လေ၏တင်သည်ငါကိုမနှမ်းသူမသည်ကငါဝင်လာသည့်အချိန်မှစ၍ငါ၏ခြေတို့ကိုအဆက်မပြတ်နမ်း၏တင်သည်ငါ၏ဥကောင်းကိုစီနှင်မလဲ ူမဒီကငါ၏ခြေကိုစီမွေးဖြင့်လိမ့်ကြံ၏ထို့ကြောင့်တင့်အားငါဆိုဒီကမြားပြလာသောသူမ၏အပြစ်တို့သည် ခွင့်လွှတ်ခြင်းခံရလိမ့်မည်အကြောင်းမူကားသူမဒီများစွာခြေ၏အနှဲငယ်သာအပြစ်လွှတ်ခြင်းခံရသူသည် အနှဲငယ်သာခြေ၏ဟု မိန်တော်မူ၏ထို့နောက်ကိုရာကသူမအားဒီအပြစ်များလွတ်လိမ့်ပြီဟု မိန်တော်မူ၏ထို့ကားကိုရောနှင့်အတူစပွဲနှင့်ထိုင်နေသောသူတို့ကအပြစ်များကိုပင်ဖြေလွတ်သောဤသူသည် မိသူနီးဟုအချင်းချင်းပြောဆိုကြလေ၏ကိုရောကလည်းတင်းယုံကြည်ခြင်းသည်တင့်ကိုကဲ့တင်လေပြီငင်းချမ်းတရားစွာနှင့်တွာလောဟုအမျိုးသမီးအားမိန်တော်မူ၏ယေရှုခရစ်တော်သခင်မုံမြတ်သောဧဝံဂေလိတရားတော်ပေသည် Faith and Saving ဒီနေ့ကြားတဲ့ဂျမိုင်းလေးခန်းငယ်လေး90မှာယုံကြည်ခြင်းနဲ့ကဲ့တင်လိုက်ခြင်းကို အသေးချာအထင်ရှား ပထမအဦးဆုံးချိတ်ဆက်ပြထားတာကိုတွေ့ရပါတယ်။ဒါလုခရဲ့အင်္ဂလိပ်ကျမ်းထဲမှာပထမဆုံးအကျဉ်းဖြစ်ပါတယ်။နောက်ထပ်ဆက်တွေ့ရမယ့်နေရာတွေကတော့ခန်းကြီး၈ခန်းကြီး၁၈ခန်းကြီး၁၈စတဲ့နေရာတွေမှာဆက်တွေ့မှာဖြစ်ပြီးတမန်တော်ဝိထုမှာလည်းပဲဒီလိုမျိုးအချက်တွေကိုဆက်တွေ့ဦးမှာလည်းပဲဖြစ်ပါတယ်။အတိပယ်ကတော့ကဲတင်းချင်းခံရမှုအတွက်ယုံကြည်ခြင်းလိုအပ်တယ်ဆိုတဲ့အကြောင်းကိုအတိအကျဖော်ကျူလာတာတွေ့ရပါတယ်။ကဲတင်းချင်းနဲ့အပြစ်ခွင့်လွှတ်ခြင်းကိုလည်းပဲ အများအားဖြင့်ချိတ်ဆက်ပြီးဖော်ပြထားတာကိုတွေ့ရပါတယ်။ဒီနေ့ကြားတဲ့အဖြစ်ပြက်လေးအားတခြားသောအင်္ဂလိပ်ကျမ်းတွေမှာလည်းခက်ဆင်စင်တူတဲ့အဖြစ်ပြက်များကို တွေ့ရပါတယ်။သို့တော့စိန်လူခာသူ့ရဲ့ရွယ်ချက်အတိုင်းတထူးတခြားတိကျဖြစ်နေတဲ့အချက်တွေကိုဖော်ပြထားတာကို တွေ့ရပါတယ်။အဲ့ဒီအချက်တွေထဲမှာမှဒီနေ့ကြားတဲ့ငြိမ်သက်ခြင်းနဲ့တွားလို့ဆိုတဲ့အချက်ကိုအနေနဲ့ထောက်ရှုလိုပါတယ်။ဒါဟာဂျူးတွေရဲ့ထုံတမ်းစင်လာရခွဲခွာကဏ္ဍနှုတ်ဆက်တဲ့ စကားလုံးမှဖြစ်ပါတယ်။အာရာဇဝင် ပထမဆောင်ခန်းကြီး1ခန်းကြီး20ထဲမှာတွေ့ရပါတယ်။ဒါပေမဲ့ဒီနေ့မှာသခင်စုနှုတ်ဆက်လိုက်တာကတော့တာမန်ရိုးရိုးထုံတန်းစင်လာရနှုတ်ဆက်ခြင်းနဲ့ပို့ပါတယ်။ညင်သက်ခြင်းပေးလိုက်တယ်။ကယ်တင်ခြင်းကိုပေးလိုက်တယ်။သူကိုယ်တိုင်ကိုပေးလိုက်ခြင်းလည်းပဲဖြစ်နေပါတယ်။ဒါကြောင့်ပြန်လဲထွက်ခွာသားသူများဟာခြင်းနဲ့နှစ်သိမ့်ကြောင်ရဲတင့်တယ်ချင်းကြီးစွာနဲ့ပြန်သွားကြရတာကိုလည်းပဲတွေ့ပါတယ်ဖျားသခင်ကိုယ်တိုင်ကိုရလိုက်ပြီ ျွန်တော်တို့အားလုံးရှာနေကြတဲ့အရာများအားလုံးကိုတွေးလိုက်ပြီးကျွန်တော်တို့အားလုံးငတ်မို့တောင်းတနေကြတဲ့အရာများကိုရရှိလိုက်ပြီးညီသက်ချင်းနဲ့ပြေဝဆုံလင်းချင်းခြေနဲ့တင်းနေအားရခြင်းများဟာအရှံပဲဖြစ်လာပါတော့တယ်ဒီလိုသခင်စုနဲ့တွေ့ပြီးနောက်ပိုင်းခွဲခွာသွားကြတော့လည်းပဲအတိတ်သောဘဝမှာဖျားသခင်ပါရှိနေပြီဆိုတာကို တွေ့ကြုံကြရကကယ်တင်ခြင်းကိုစတင်မြည်ဆန်းနေကြတဲ့အခြေအနေများကိုလည်းပဲကျွန်တော်တို့တွေ့ကြပါတယ် သူရဲ့လာရောက်ပြီးမိတ်ဆွေအဖြစ်နဲ့အပြစ်ရှိသူကျွန်တို့နဲ့ပေါင်းဆက်မှုကြောင့်ဒီလိုအဖြစ်အခြေအနေမျိုးကိုရရှိလိုက်ခြင်းဖြစ်ပါတယ်ဒီလိုကဲဒီညင်းကိုစတဲ့မိဆန်းခွင့်ရရှိလိုက်ခြင်းလည်းပဲဖြစ်ပါတယ်အပြစ်တို့ခွင့်လွှတ်ခြင်းမခံရမချင်းဖျားသခင်ရဲ့လာရောက်မိတ်တခါရပြုမှုကိုကျွန်တော်တို့ဘက်ကလက်မခံမချင်းဖျားသခင်ရဲ့ညီသက်ချင်းကိုလက်မခံမချင်းကျွန်တော်တို့ဒီလိုပြေဝဆုံးလေးတင့်တယ်ရောက်ရင်ချင်းမျိုးကိုတွေ့မှာမဟုတ်ပါဘူးတံပိုးအကြီးဆုံးအရာကိုရလိုက်ပြီ ပြေဝဆုံးလေးအင်းကြီးတည်ငြိမ်လာတဲ့ဘဝကိုစတင်ပိုင်ဆိုင်လိုက်ပြီးပဲဖြစ်ပါတော့တယ်ကိုရိုင်းငြိမ်သက်ချင်းအပြည့်ရှိသူတပည့်တော်တို့အပေါ်၌အစဉ်ထာဝရတက်ရောက်ပါစေ။